ိုင်းနိုင်ငံတွင်ကျင်းပနေတဲ့84ကြိမ်မြောက်မက်ဆေ့ချာဝလာပြိုင်ပွဲတွင် မက္ကစီကိုအလမဲနဲ့အငင်းပွားမှုထွက်ပြီးနောက်အော်ဟစ်ကျင်းမောင်းခဲ့သည့် Miss Universe Thailand ဥက္ကဖာနာဝတ်ကမက္ကစီကိုပြန်လည်တောင်းပန်ခဲ့ပါတယ်။ဘန်ကောက်မှာကျင်းပမဲ့မက်ဆေ့ချာဝလာတိထောက်နှိမ့်ဆောင်ကပြိုင်ပွဲအတွင်ရောက်ရှိနေကြတဲ့အလမဲတချို့ဟာတရားမဝင်လောင်မစားကြော်ညာရိုက်ကူးနေသည်ဆိုကရဲတပ်ဖွဲ့ဝင်ရောက်စီးနှင်းခဲ့သည့်နောက်ယင်းကိစ္စနဲ့ပတ်သက်၍ပြောဆိုနေစဉ်အငင်းပွားမှုဖြစ်ပွားခဲ့တာပါ။နာဝတ်နဲ့မက္ကစီကိုအလမဲကြား အငင်းပွားမှုဖြစ်ပြီးမက္ကဆီကိုအလှမဲ့ကခမ်းမထဲမှာထွက်ခွာသွားတယ်လို့2024မက်ဆေ့ချာဝလာတရက်ဖူပိုင်စင်ဒိမန်အလှမဲ့ဗစ်တိုရီးယားကလည်းထပ်မံထပ်သွန်းသဖြင့်ခမ်းမထဲရှိအလှမဲ့အလုံးထွက်ခွာရန်ပြင်နေစဉ်နာဝတ်တီအလှမဲ့များအားအော်ဟစ်ကျင်းမောင်းဖြိုးဆိုခဲ့ပါတယ်။အဆိုပါဖိရအတွက်ဝေဖန်မှုများခံရပြီးနောက်နာဝတ်ကဆိုရှယ်မီဒီယာမှာတက်ရိုက်ထုတ်လွှင့်တောင်းပန်ခဲ့ကမက္ကဆီကိုအလှမဲ့ကိုကောင်းမွန်စွာဂရုဆိုင်ပြီးဖြစ်ကြောင်းအလှမဲ့များနှင့်ပရိသတ်များအားလည်းတောင်းပန်ကြောင်းဖြိုးဆိုခဲ့ပါတယ်။မက်ဆေ့ချာဝလာ တိုင်ပွေးတာဝန်ရှိသူ Miss Universe Thailand ဥက္ကဋ္ဌနာဝက်အစ္ဆာယာဂရီဆဲအားအလမဲများကိုအော်ဟစ်ကျင်းပေါင်ကလေးစားမှုမရှိသည့်အပြုအမူများကြောင့်တာဝန်များမှဖယ်ရှားလိုက်ကြောင်းမဲစကြဝဠာအဖွဲ့ MUO ဘူဒါပိုင်ရှင်ယာဦးကထုတ်ပြန်ကြေညာထည့်ပြီးဖြစ်ပါတယ် I am a human men sometimes I cannot control